ဘလုံးသမားမောင်မောင်လွင်နဲ့မီနီမီကျော်အေးမြတ်သူရဲ့အခြေအေးကတော့ပြည်သက်တွေထင်မှမထားတော့အောင်လို့ခီးရောက်သွားပြီလေဖြစ်ပါရီအေးမြတ်သူနဲ့မောင်မောင်လင်းကတော့ချစ်ကြိုက်ခဲ့တာတနည်းကွယ်နည်းနည်းလောက်မှရှိနေပြီဖြစ်ပြီးတော့မီနီမီကျော်အေးမြတ်သူကလေမောင်မောင်လင်းကမယူသိန်းကိုကိုတွင်းနိုင်လိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ရဲ့အခြေအေးကိုတရားဝင်ချပြခဲ့တာပြီဖြစ်ပါရီမောင်မောင်လင်းကအင်ထောင်ရေးမှာကံမကောင်းခဲ့ပါဘူးဒီမိမကသူ့ကိုအချိန်မပေးနိုင်လို့ဆိုပြီးတော့မျိုးစုံเนาะကျွန်တော်တို့ ဘုရားဆွဲအေးအေးယူခဲ့တာဖြစ်ပြီးတော့ဝါရှင်လိုက်ရတာပဲဖြစ်ပါတယ်เนาะယောဂျီတွေလည်းအများကြီးပြီးလိုက်ရတယ်เนาะဘာမှမဟုတ်တဲ့အင်ထောင်းပြဿနာလေးနဲ့เนาะသူမိမကဆန္ဒမပြေဝလို့ဆိုပြီးတော့ဒါမမောင်းလင်းကိုဝါရှင်လိုက်တာပဲဖြစ်ပါတယ်အင်းမြတ်သူရောဘာထူးလို့လေအင်းမြတ်သူကလည်းလက်ထက်ခံဒီတပတ်လူမှာပါသူရဲ့ကောင်းလေးကသူ့ကိုထားသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အချစ်ကိုစိတ်နာနေချရည်တို့မြောက်ဒါကျွန်တော်တို့ပွဲတစ်ခုမှာစုံတွေ့ကြရင်ချစ်ကြိုက်သွားကြရည် ဘူရောအိမ်ထောင်စုကိုတည်ထောင်တော့မယ်လို့ကြားသိရပါတယ်။တနိုင်ငံလုံးကလေအချာနေကြပါတယ်။မမော်လင်ကိုရင်ကလေခုနေ့ကပြီ။ဒါ something is coming ပေါ့နော်။တကုတ်ကူလာနေပြီဆိုပြီးတော့ဒါပြည်သက်တီကိုဟိုတဲ့ social media ပေါ်မှာချပြထားတယ်ပေါ့နော်။အဲ့ဒါကတော့ကျွန်တော်မမော်လင်နဲ့ဒါ mini mini job ဖြစ်တဲ့အိမ်မြသူရဲ့လက်ထပွဲလို့အားလုံးကတော့ဒါအလုံးကခံမှန်းထားကြပြီလို့ကျွန်တော်တွေးရတယ်ပေါ့နော်ဆိုတော့မကြခင်မှာတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကြည့်ရမှာပါလက်ရှိမှာတို့မျိုးတွေကမှရှိတယ်เนาะထိန်းသမင်းသားမင်းသမီးတွေရဲ့ လက်ထပ်ပွဲတွေမြင်ရတယ်လက်ထပ်သတင်းတွေကြရတယ်။ဘန်ဒူဂွန်ကတော့လက်ထပ်ပြီးသွားပြီ။သူတို့ဒီဆိုဗီတစ်စင်နဲ့ဟင်းဝင်ရကတော့စက်တင်ဘာလ30ပြည့်နေ့မှာလက်ထပ်မယ်။အခုဒါကျွန်တော်အိမက်သူနဲ့ဘောလုံးသမားဖြစ်တဲ့မမောင်လေးတို့ရဲ့လက်ထပ်ပွဲလေးကျွန်တော်တို့မြင်ရတော့မှာပဲဖြစ်ပါရယ်နော်။